အချိန်မစွဲသင့်တဲ့အရာများ ကို့အပေါ်မကောင်းတဲ့ပတ်ဝန်းကျင်ကိုကြောက်ခိုင်းဖို့အချိန်မစွဲပါနဲ့ကို့အတွက်စိတ်တောက်ဖြစ်စေတဲ့မိဆွေတွေကိုအဆက်အသွယ်ဖြတ်ဖို့အချိန်မစွဲပါနဲ့ကို့ရဲ့မေတ္တာစေနာတွေကိုတန်ဖိုးမထားတဲ့သူကိုလမ်းခွဲဖို့အချိန်မစွဲပါနဲ့ကို့ကိုနာကျင်သေးတဲ့အတိတ်တွေကိုမေ့ပြလိုက်ဖို့အချိန်မစွဲပါနဲ့ကို့ကိုစာနာနားလေပေးပြီးမျက်ရည်တွေကိုတုပ်ပေးတဲ့သူကိုတွေ့ရင်သူ့လက်ကိုဖမ်းဆုပ်ထားဖို့အချိန်မစွဲပါနဲ့ကိုကိုကိုချစ်ပေးဖို့အချိန်မစွဲပါနဲ့ ချစ်တဲ့နဲ့သူကိုချစ်ဖို့အချိန်မဆွဲပါနဲ့မုန်းတဲ့နဲ့သူကိုမုန်းဖို့အချိန်မဆွဲပါနဲ့အချိန်မဆွဲသေးတဲ့အရာတွေမှာအချိန်ဆွဲထားမိရင် ကိုယ်ပဲပူပြီးနာကျင်ခံစားရတတ်ပါတယ်တခြားသူနေတာကိုမခံခြင်းကိုကိုကိုနေဘာလို့နေရမလဲဆိုတော့အချိန်မတိုင်သေးခင်တုံ့ပြန်ဖြုံးနေတဲ့စိတ်ကိုနေကြွားကျင်ဝါကျင်တဲ့စိတ်ကိုနေအချိန်မတိုင်သေးခင်စိတ်ခံကျင်တဲ့စိတ်ကိုနေသူပြန်ခိုင်းတာမခံနဲ့ကိုကိုကိုခိုင်း သူများခိုင်းတာခန်းနေရသူတွေဝန်ထမ်းပဲဖြစ်နေမှာပဲကိုကိုကိုခိုင်းနိုင်မှလုပ်ငန်းရှင်ဖြစ်မှာလူဆိုတာကိုဘဝကိုကိုတိုင်းတည်ဆောက်ရမယ်ကိုဘဝကိုမတည်ဆောက်ရင် သူများတည်ဆောက်နေတဲ့ဘဝမှာကိုဟာအသုံးချခံဖြစ်သွားမှာပဲဒါကြောင့်တိုးတက်ခြင်းနဲ့လူငယ်တိုင်းဟာကိုကိုကိုနေရမယ်ကိုကိုကိုခိုင်းရမယ်စိတ်ပင်ပန်းတာကိုမခံရင်ဘယ်သူ့အပေါ်မှာမှမျှော်လင့်ချက်မထားဘဲတကူတည်းရှင်သန်တောက်ပနိုင်အောင်ကြိုးစားရမယ် လူပင်မန်းတော်မခံခြင်းကိုလုတ်တဲ့လုံတိုင်းမှာအုံနောက်ညာကိုပါပါလင်းသွားသုံးတတ်ရမယ်။စီးရဲတဲ့တောင်မခံခြင်းဝင်ဝင်နဲ့ထွက်ငွေကိုအချိုးများတစွာသုံးဆွဲတတ်ဖို့နဲ့သူများကျွေးမတင်အောင်နေတတ်ဖို့အရေးကြီးတယ်။ထမ်းရတဲ့လူတွေဘယ်တော့မှမပြောမယ့်စကားခုနှစ်မျိုး၁အပြေဝရောက်ရင် အလိုအကြောင်းမပြောဘူး၂အလုတ်ထဲမှာအင်အားကိစ္စတွေမပြောဘူး၃မအောင်မြင်သေးခင်ကြွားလုံးမထုတ်ဘူး လေရှုံးနေနေချိန်မှာပြစ်တင်စကားမဆိုဘူး။ငါအောင်မြင်နေချိန်မှာမောက်မာတဲ့စကားမပြောဘူး။၆စိတ်ဆိုးနေချိန်မှာဒေါသစကားမပြောဘူး။၇ကိုယ့်ရဲ့လာတာနဲ့ခံစားဝယ်ဖို့လူတိုင်းဟုံမပြောဘူး။နှုတ်ကိုဆောင်းထင်းခြင်းရာဘဝကိုဆောင်းထင်းခြင်းမှာစကားကိုမပြောသင့်တဲ့အချိန်မှာမပြောဘဲနေနိုင်ခြင်းရာပညာရှိခြင်းမှာဒါကြောင့်တိတ်ဆိတ်စွာအလုံးလုံးပါမင်းရဲ့အောင်မြင်မှုဟာဒါမင်းရဲ့အတန်ဖြစ်ပါသည်။အာနာယင်ခါပါတတ်တဲ့ ကို့မှာတိတ်မပြေလေပေမဲ့တငယ်ချင်းအငွေလာချေတဲ့ကအာနာလိုချေလိုက်မိတယ်။သုံးရမရှိလို့ဒုက္ခရောက်ရတော့ကိုပဲ။ကိုကအလုံးမအားပေမဲ့တငယ်ချင်းကအပြင်းထွက်ဖို့ခေါ်တဲ့ကအာနာပြီးလိုက်သွားမိတယ်။အလုံးပြက်လို့ဒုက္ခရောက်ရတော့ကိုပဲ။ကိုရမ်းကြိုက်တဲ့ပြည်သူတခုကိုတငယ်ချင်းကခဏငားတဲ့ကအာနာလိုငားလိုက်မိတယ်။မတော်တဆပျက်စီးသွားခဲ့ရင်ဇင်နာရမှာကိုပဲ။တချို့သောအစင်မပြေရခြင်း၊စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊မိပြဲရခြင်းတွေရဲ့အကြောင်းရင်းကား အာနာတတ်ခြင်းအနေစတင်လာတာပဲဒါကြောင့်တချို့သောလူတွေအာမနာတတ်တဲ့သူတွေနဲ့အခွင့်အရေးကိုလိုအပ်ထပ်ပိုးခြင်းတဲ့သူတွေကိုအာမနာတင်တဲ့အခါလုံးဝအာမနာပါနဲ့ညင်ပယ်တင်တဲ့အခြေအနေမျိုးမှာညင်ပယ်ပြလိုက်ပါ အာနာလို့ရင်ခါပါတတ်ပါတယ်ငွေကိုတခင်လိုကိုးဝယ်လာကြတဲ့စုပ်ကကြီးထဲမှာလူတယောက်ကိုငွေနဲ့ပဲဆုံးဖြတ်လာကြတယ်။မင်းဘလောက်တန်ဖိုးရှိလဲ မင်းမောင်ငွေဘလောက်ရှိရဲဆိုတာနဲ့ပိုင်ဆိုင်မှုတွေကိုကြည့်ပြီးဆုံးဖြတ်ကြလိမ့်မယ်။မင်းဘလောက်ကလေးတီးလဲ။သူမြောင်းငွေတရားတထောင်အစားမင်းဘယ်လောက်တိတိကျကျပြန်ပေးစမ်းလဲဆိုတာနဲ့ဆုံးဖြတ်ကြလိမ့်မယ်။မင်းဘလောက်တော့လဲ။တလားတလားငွေတွေဘလောက်ဝင်နေတယ်။မင်းအလုတ်ကိုင်းနေဘလောက်ကောင်းတယ်ဆိုတာကိုကြည့်ပြီးဆုံးဖြတ်ကြလိမ့်မယ်။ဒါကြောင့်လူရဝင်ခြင်းရဲ့လူတွေရဲ့တန်ဖိုးထားတာကိုခံခြင်းရင်မင်းဘလောက်တော်လဲဆိုတာကိုတတ်သိပြခြင်းအလုတ်ကိုစူးစမ်းပြီးလို့ ငွေကိုကြိုးစားပြီးရှာဖို့မမေ့နဲ့ခုနှစ်ချိန်လဲရင်၈ချိန်ထားရမယ်ဘယ်လောက်ပဲလဲကြပါသေးထပြီးရှောင်းနိုင်တဲ့သူသာ ခရီးသုံးကိုရောက်တတ်ပါတယ်ဖုံဖုံနေစုပုံလာရင်တောင်ဖြစ်တယ်ရေသက်တွေစုပုံလာရင်ပင်လဲဖြစ်တယ်ဒါကြောင့်သင်းငယ်တဲ့ຢာတိုင်းကတစ်ချိန်မှာကြီးမားတဲ့ຢာတွေဖြစ်လာနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့တစ်ပင်တိုက်ကျွမ်းကျင်ပါရဲ့ဆိုတဲ့မြောက်တောင်အပင်မောကကြာတတ်ပါတယ်ဒါကြောင့်ဘယ်လောက်ပဲကျွမ်းကျင်နေပါစေမပေါ်စားပါနဲ့ အပြင်ကိုထွက်နေတဲ့တန်ကြောင်းဟာတူချမ်းမိနိုင်ပါတယ်ဒီသဘောအတိုင်းပါပဲသူများထိုင်ချွန်းထွက်နေတဲ့သူ ထင်ပေါ်နေတဲ့သူဟာပိုပြီးဝေဖန်တိုက်ခိုက်တာကိုခံရတတ်တယ်မစင်မချင်းပြောတတ်တဲ့ပါဇက်ဟာဒုက္ခတွေရဲ့အရင်မြစ်ပါပဲဒါကြောင့်နှုတ်ကိုဆောင်သိမ်းပါပါဇက်တစ်ပေါက်ကြောင့်လူမုံများသူမဖြစ်ပါသေးနဲ့တင်ယူပါလက်တွေ့လဲလှုပ်ပါတင်ယူထားတဲ့အတတ်ပညာတွေကိုလက်တွေ့အသုံးမချခဲ့ရင်ဒါဟာတုံးအခြင်းတစ်မျိုးပါပဲ။ ဒီဘာကိုရောက်ရင်ဒီဘာရဲ့စီကံကိုလိုက်တာပါ။နေရာဒေသတိုင်းမှာမတူညီတဲ့ဓလေ့ထုံးတမ်းတဲ့ယဉ်ကျေးမှုတွေစီကံဥပဒေတွေရှိတာကြောင့်လိုက်နာနေထိုင်တတ်ဖို့လိုပါတယ်။ကောင်းတာကိုမြန်မြန်လုပ်ပါ၊များများလုပ်ပါ။ကောင်းတဲ့အရာတွေလုပ်ဖို့အချိန်မဆွဲပါနဲ့။လက်တွေ့လုပ်ရင်လက်တွေ့အကျိုးခံစားရပါလိမ့်မယ်။ရေရင်းတဲ့အဖာဟာတမုန်တရားကိုမတိပါဘူး။ဒီလိုပဲနေရာတည်တည်လေးမှာပြုံးမွေးနေတဲ့သူဟာ ပုံမကြီးကျယ်တဲ့နေရာတွေရဲ့အကြောင်းကိုတင်သားလည်ဖို့မကြိုးစားပဲရေရင်းထဲကဖားလို့ပြနေတတ်ပါတယ်။အပင်မဆိုင်တဲ့အသီးမစားခြင်းနဲ့ကြိုးစားထုတ်မှုမရှိပဲဘယ်ရာမှလွယ်လွယ်မရနိုင်ပါဘူး။အမြင့်ဆုံးသောဒုက္ခကိုခံနိုင်ရှိသူသာ အမြင့်ဆုံးသောနေရာသို့ရောက်၏။စကားတခွန်းထွက်သွားလျင်မြင်းလေးကောင်အမိမလိုက်နိုင်ပေ။ကြားဟုဖမ်းလို့လေကြားရှိသည့်တော်သူဝင်ရမည်။ထို့အတူဝင်တဲ့အောင်မြင်မှုကိုရခြင်းလင်းလေ။ လုပ်ငန်းနယ်ပယ်သို့ဝင်ဝင်ရပေမည်။ဒုက္ခမြစ်ကိုဖြတ်တန်းတဲ့အခါကြိုသာထုံမှုဆိုရဲလေဦးစီဇွဲလုံးလာဆိုရဲတန်းနယ်လောပညာဆိုရဲပဲ့နဲ့ထိန်ချောင်းရင်အောင်မြင်ခြင်းဆိုရဲစိတ်ကန်းကိုစိုက်ကတ်နိုင်ဖို့ကြိုးစားရမယ်။စာအုပ်ပေါင်းတသောဖတ်ခြင်းတခရီးတသောသွားခြင်းအပိုကောင်း၏။နှေးမအောင်မကြောင်းနဲ့ရက်နေမိမအောင်သာကြောက်။ဆရာလမ်းမအောင်ပြသပေးတယ်။ပန်းနိုင်ကိုရောက်ဆက်လျှောက်မယ်မလျှောက်ဘူးဆိုတာတော့ တပည့်ရဲ့တာဝန်သာဖြစ်တယ်။ပန်းကိုထုတ်သောဖတ်သည့်ပန်းရံံသင်ရာဤငါးကိုထုတ်သောဖတ်သည့်ငါးညီနံသင်ရာဤထို့ကြောင့်ပတ်ဝန်းကျင်နဲ့အပေါင်းအသင်းသည်လူတယောက်၏ဘဝကိုပြောင်းလဲစေတတ်၏။အကျင့်တရားကြားသောသကားတက်မိမိမျက်စိဖြင့်တန်းအမြင်ရသောတကြိမ်ဟူသာယုံကြည်ပါ။မြန်မြန်ရောက်ခြင်းတယောက်သေးသွားပါဝေးဝေးကိုရောက်ခြင်းအများနဲ့သွားပါ။ ဘဝနာခဲ့ဘူးရင်ဘဝမမီးနဲ့အနေခံရတာကိုမကြရင် သူတော်ဘာကိုလည်းမနေမိသေးနဲ့။ဘာပဲလှုပ်လှုပ်စေရင်သာထဲပြီးလို့တင်းရဲ့စေရင်သာတင်းရဲ့လှုပ်ကိုအကျိုးပြုလာလိမ့်မယ်။ဘဝမှာကိုစိုက်ပြိုးတာကိုပဲကိုရိတ်သိမ်းရမယ်။ကိုပေးတဲ့အတိုင်းပဲကိုပြန်ရတတ်တယ်။ဘယ်လှုပ်ကိုပဲလှုပ်လို့ကိုပိုင်လှုပ်လို့သဘောထားပြီးစေရင်သာပြင်းနဲ့ကြိုးစားပြီးလို့တနေ့ကိုပိုင်လုပ်ငန်းလုပ်တဲ့အခါဒီတွေ့ကြုံနေရအကျိုးပြုလိမ့်မယ်။ လောကမှာငါသာတော်ဆုံးအတက်ဆုံးလို့မှန်တက်ပြီးငါမရှိရင်ဘာဖြစ်သွားမလဲဆိုရဲကိုကိုကိုအထင်ကြီးတဲ့စိတ်ဝင်လာရင်တုတ်တန်တစားပင်ကိုတွားပြီးကြည်လိုက်အဲ့ဒီမှာမင်းထက်တော်တဲ့တတ်တဲ့သူတွေထာဝရလဲလျောင်းနေတာကိုတွေ့ရလိမ့်မယ်လုတ်ပြီးရဲ့ခါမှားသွားလို့ရတဲ့နောင်တာတက်မလုတ်ခဲမိလို့ရတဲ့နောင်တာပူပြီးနာကျင်ရတတ်တဲ့ဒါကြောင့်စိတ်ကူးအိမ်မက်တွေစီလာတဲ့အခါလုတ်ဖြစ်အောင်လုတ်ကြည့်ဖို့ဘယ်တော့မှမမင်းနဲ့ စိတ်ထားဖြောင်း၍အကောင်းပြောသူတက်စိတ်ထားကောင်း၍အပြောကောင်းသူဟာတာ၍ကြောက်ဖို့ကောင်း၏ရန်သူစစ်ထံမိတ်ဆွေအောင်ဆောင်းထားသူဟာတာ၍ကြောက်ဖို့ကောင်း၏အေးဆက်တဲ့မျက်နှာထားနဲ့အတွင်းစိတ်ယိုသားတဲ့သူထံမျက်နာမှာပြုံးနေစင်ပြီးဝင်းတိုးသိမ်းများသူဟာတာ၍ကြောက်ဖို့ကောင်း၏ထို့ကြောင့်လူတွေကိုခင်မအလွယ်တကူမယုံပါနဲ့ဘာကြောင့်လဲဆိုတော့လူတော်တော်များများကိုထင်ထားသလိုမဟုတ်ကြတာကြောင့်ပါ စိတ်ပင်ပန်းနာဖို့မခံရင်ဘယ်သူအပေါ်မှာမှမျှော်လင့်ချက်မထားဘဲတကိုယ်တည်းရှင်သန်တောက်ပနိုင်အောင်ကြိုးစားရမယ်။လူပင်ပန်းနာဖို့မခံရင်ကိုလုတ်တဲ့အလုပ်တိုင်းမှာအုံနောက်ညောင်ကိုပါပါလေးသွားသုံးတတ်ရမယ်။ဆင်းရဲတဲ့ဓာတ်ဝမခံရင်ဝင်ဝင်နဲ့ထွက်ငွေကိုအချိုးမြတ်စွာသုံးဆွဲတတ်ဖို့နဲ့သူများအကျွေးမတင်အောင်နေတတ်ဖို့အရေးကြီးတယ်။